hello အားလုံးမင်္ဂလာပါအခုမြမတို့ပင်လောင်းကိုသွားနေရဖြစ်ပါတယ်ပင်လောင်းကိုမန်လေးကနေရွှေငင်လန်းအတိုင်းသွားပြီးတော့အောင်ပန်းကနေပင်လောင်းကိုကြွေးมาဖြစ်ပါတယ်မြမတို့နဲ့အတူတူလိုက်ခဲ့ကြပါအောင်နော် တင်လောင်းကလက်ဖွဲ့ထားမျိုးလေးလို့တင်စားခေါ်ဝဲကြရဲအခုညီမတို့ကညီမရဲ့တောင်တက်ညီကုံမောင်နှမရဲ့တငယ်ချင်းနေအတူတူတငယ်ချင်း40မှ4ယောက်အတူတူပင်လောင်းကိုသွားမှာဖြစ်ပါရဲ့လန်တရှောင်းမြင်ကွင်းလေးရဲ့ပြီးတော့ရွာငန်လက်တရှောင်း တင်းနဲ့ဆိုင်ခင်းနေရဲပြီးတော့ပန်းခင်းလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်အဲတော့ရောင်ငန်လန်းကလည်းဘလောက်လပ်ပကြောင်းအားလုံးသိမှာပါနော်အဲတော့ရောင်ငန်လန်းရဲ့အလပလေးကိုလည်းလိုက်ပြီးတော့ကြည့်ပါအောင်နော်အခုကတော့ဒီမန်လေးကနေအထွန်းစင်ငိုင်းကြောက်ဆယ်လမ်းမကြီးပေါ်မှာဖြစ်ပါတယ်ရှင်ဒါကတော့ကြောက်ဆယ်ကနေဟန်မြင့်မူအခွေရောင်ငန်လမ်းဘက်ကိုကူးတဲ့အခွေလေးပေါ့နော်အဲ့ကနေအခုညီမတို့သွားပါပြီလမ်းမှာစင်ကောင်းတောင်မြင်ရမယ်စင်ကောင်းတောင်နဲ့ပတ်သက်တဲ့ရှုခင်းလေးတွေလည်းမြင်ရမယ်ပေါ့နော် င့်မှာတော့စင်ကောင်းတောင်ရုံမြင်ရပါပြီစင်ကောင်းတောင်တလျှောက်တောင်ဂျွမ်ငန်ကို အတက်လန်ထိပေါ့နော်စိမ့်ဆူအုံမိုင်းပြီးတော့အရန်ကိုတာရရဲ့အရန်လာရဲ့ပြီးတော့တောင်အလေးလေးတွေတောင်အထက်တက်တွေအရှိမတွေ့ရတော့မှာပါဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရင်အဲ့ဒီအလားပါတွေကိုဒီဗီဒီယိုထဲမှာခံစားရမှာဖြစ်ပါတယ် တင်းနေရာရဲ့အကျော်ကစပြီးတော့ရွှေငန်လန်းမှာအလားဆုံးတောင်တွေတောင်ကြားတွေမြင်ရမှာဖြစ်ပါတယ်ရွှေငန်လန်းတလျှောက်လည်းမြင်ရမှာပါเนาะအဲတော့ဆက်ကြည့်ပေးကြပါအောင်ညီမအလားဆုံးလေးကိုရိုက်ပြပေးထားပါတယ်ရှင်လန်းနေရှုကင်းတွေကိုရိုက်ပြရဲဆိုတာက ကိုခီးသွားတဲ့အခါကျရင်နှစ်ချက်လေးနှစ်ဖက်ကိုနမနားထောင်ပြီးတော့တီရှုကင်လေးကိုခန်းစားရခန်းစားချက်မျိုးရအောင်လို့ပေါ့နော်။ကဲကြည့်ပါဦးဘလောက်လိုက်ရမြင်ခွင်လေးတိမ်လေးတွေနဲ့တောင်တန်းလေးတွေနဲ့အရင်လိုက်ရနော်ဒီရငလန်းကအပေါ်မပြောဘူးရငလန်းကိုမရောက်ဘူးသူတွေ လာလို့ရတယ်။လာခဲ့ပေါ့နော်လာခဲ့ဖို့ဖိတ်ခေါ်တယ်။ညီမကတော့အမြဲတမ်းတွားနေတာဆိုတော့ဒီအလားပါတွေကအမြဲတမ်းခန်းစားလို့ရရပေါ့နော်။ညီမရဲ့ရှေ့ဗီဒီယိုတွေမှာလည်းရငငန်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေရှိပါတယ်။အဲ့ဒါတွေကိုလည်းတွားကြည့်လို့ရပါတယ်နော်။ လန်တရှောင်းဆိုင်းဆူအုံမိုင်းပြီးတော့တောင်ပေါ်မှာမြူကျနေတဲ့မြင်ခွင်းနေရဲ့ပြီးတော့ဟိုးတောင်တန်းအထိတ်တွေမှာတိမ်လေးတွေဝေးဝေးနေရဲ့မြင်ခွင်းနေရအရန်ကိုကိုကစိတ်ထဲမှာခံစားလို့ကောင်းနေပေါ့နော်တခုခုလွမ်းသလိုဆွေးသလိုဖြစ်ပါရဲ့အော်တောင်ရဲ့ကြားထဲမှာနေကြနေတဲ့နေအိပ်ကြနေတဲ့နေရာလေးတွေနဲ့တကယ်ကိုပကြီးကအတိုင်းပဲနော် ဝါတော်လာရယ်နော်ဒီနေရာလေးကဘယ်နေရာလေးလို့ထင်လဲဟုတ်ပါတယ်ရွာငယ်လန်းလုံးဝအကွေ့အကောက်တွေအတက်ပြီးသွားတဲ့အခါမှာမြင်တွေ့နေရတဲ့ပထမဆုံးမြင်တွေ့ရတဲ့ဇေဒီနေရာလေးပေါ့နော်ဇေဒီဂုံလေးပေါ့နော်အဲ့ဒီဂုံလေးကနေညီမတို့ဒီရှုကင်ကိုရိုက်ထားတာပါတကယ်ချင်းနေရာဒီမှာခဏတစ်ဖြုံနားပြီးတော့တပ်ပုံရိုက်ကြမယ်ဆိုလို့အားလုံးကြူတူရိုက်ပြီးတော့ တက်ပုံဝင်ရိုက်ကြတဲ့နေရာလေးပေါ့နော်တော်တော်လာတယ်ဒီမှာရှုကင်းနေရာလုံးဝဟိုးမျက်စိတဆုံမိုးကုတ်ဆက်ဝါးတဲ့အထင်နော်ပြီးမှအောက်မှာကော်ဖီဝင်နေနဲ့အရန်ကိုလာတယ်နော်ဒီရွာငန်ကကော်ဖီကိုအဓိကစိုက်ပြိုးတယ်ကော်ဖီကရွာငန်ကမြေကောင်းတော့ပေါ့နော်ကော်ဖီဖြစ်ထွန်းတယ်ပေါ့နော်ပြီးတော့ပင်လယ်ရေမျက်နှာပြင်4000ကျော်မှာစိုက်တဲ့ကော်ဖီတိုင်းကအရန်တောက်ကောင်းပါတယ်ရွာငန်ရောက်ရင်တော့ကော်ဖီတောက်ဖို့လုံးဝတိုက်တွန်းတယ်နော်ကော်ဖီတစ်ခွက်လောက်တော့ရွာငန်ကော်ဖီတစ်ခွက်လောက်တော့တောက်ကြည့်ပါရှင့် ညလာမဆိုညမလာကဲရွာငယ်မြို့တွေကိုစတက်ပါပြီပေါ့နော်စတက်ပြီဆိုပေမဲ့လေကွိနှစ်ကွိကျန်နေသေးတယ်အဲ့အကွိနှစ်ကွိကိုတက်ပြင်ရွာငယ်မြို့တွေကိုရောက်ပါပြီရှင်အခုရွာငယ်မြို့တွေမှာညီမတို့ကားရက်ပြီးတော့ညီမတို့ထမင်းဆိုင်မှာထမင်းစားမယ်ပေါ့နော်ဒါကတော့ညီမတို့ကားရက်မယ်ညီမတို့ဒီထမင်းဆိုင်လေးမှာဒီ ညီမတို့ထမင်းဆိုင်ရေပေါ့နော်ဒီထမင်းဆိုင်ကကာသမားတွေအတွက်အဲကာသမားတွေအတွက်ပေါ့နော်သူတခုခုစီစဉ်ပေးတယ်300တီဆိုရင်ထမင်းဆိုင်လေးပေါ့နော်ညီမတို့က300တီရဲ့ဟိုဘက်ကခောက်ဆဲဆိုင်လေးမှာဝင်စားခဲ့ရေပေါ့နော်ညီမထမင်းမစားချင်တာလည်းခောက်ဆဲဝင်စားခဲ့ပါဗျဒီနေရာလေးကအားလုံးတည်ကြတဲ့အတိုင်းရေတကုံအသေးစားလေးရှိရဲ့ရွာငယ်ဈေးတန်းလေးပေါ့နော်ဒီနေရာလေးကတော့လာရဲ့ဂုံးလေးကိုဆင်းပြီးအပေါ်လေးကိုတက်သွားတဲ့နေရာလေ တပ်ပုံတွေပါရင်ဝင်ရိုက်တယ်ညီမတို့အပြန်မပဲစီဝယ်တော့မယ်ပေါ့နော်တပ်ပုံတွေလည်းမရိုက်တော့ဘူးဘာလို့ဆိုတော့ပင်လောင်းကိုအဝင်မှာဟိုတယ်ဝင်ကြာသွားမှာဆိုလို့အဲ့တော့ညီမတို့တပ်ပုံမရိုက်ပဲနဲ့ဝင်လာခဲ့ပါတယ်ညီမတို့အဖွဲရလေးပြောမယ်ညီမတို့အဖွဲရရှုခင်မြင်စင်းပြီးတော့တညစ်တညွတ်ထဲလောင်းကတပ်ပုံကိုတပ်ပုံဝင်ရိုက်တဲ့အဖွဲအဲ့မှာပြိုက်တောင်မှာလည်းဝင်ရိုက်အောင်မယ်တဲ့နော်အဲ့ဒါကြောင့်ဒီအသေးအမွှားလေးတွေကိုဝင်မရိုက်တော့တာပါနော် အာအတန်ကတော့ညီမပိတ်ထားရယ်ဘာလို့လဲဆိုတော့တချင်ဖွင့်ထားရတဲ့အတွက်ကားကတချင်ဖွင့်ထားရယ် copyright လေးနည်းနည်းမိမှာဆိုလို့ပေါ့နော်ညီမ channel ကအမြဲတမ်း copyright မိနေရောပြန်ပြန်ပြီးတော့စားပစ်အဲ့ဒါမလို့ fashion အလုံးတောင်းဆိုရယ်နော်ညီမရဲ့ဒီအတန်လေးနဲ့ပဲကြည့်ပေးပါညီမကတဘာဝအလတ်တရားတွေကိုအာပြတ်ပေးတယ်ပြီးတော့တဘာဝထဲမှာရှိတဲ့အရာတွေကိုညီမလုံးဝ ဟိုမခုမခက်ပင်နဲ့ပြပေးရပေါ့နော်တေချာရိုက်ပြပေးရအတွက်ညီမကိုဆက်လက်အားပေးဖို့ကျေးဇူးတင်ပါတယ်နောက်ဆိုပါရရှင်ညီမနဲ့အတူတူခီးသွားဖို့လည်းဖိတ်ခေါ်ပါရင်ပေါ့နော်ညီမနဲ့အတူတူခီးသွားချင်တယ်ဆိုရင်တော့ညီမရဲ့ Facebook account ကိုလာပြီးဆက်သွယ်လို့ရတယ်ညီမတို့ဒီအမြဲတမ်းခီးသွားနေရဖြစ်တဲ့အတွက်ပေါ့နော်အဲတခီးစဉ်တော့မဟုတ်နောက်ထပ်နှစ်ခီးစဉ်သုံးခီးစဉ်အဲ့လိုဆက်တက်သွားနေတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ညီမတို့အဖွဲလိုက်သွားတယ်အရန်ပျော့စရာကောင်းတယ်နော်တယောက်တည်းသွားတာထက် အဖွဲလိုက်သွားတာတို့မိသားစုနဲ့သွားတာတို့ဆိုရင်ပို့ပြီးပျော်စရာကောင်းပါတယ်ကဲပန်းကင်းတွေစတွေ့ရပါပြီဒါကတော့ရောင်ငန်အထက်ပေါ့နော်ရောင်ငန်ကနေအောင်မန်းကိုသွားမဲ့လမ်းအထွက်ပေါ့နော်အဲဘယ်လိုနေရာလဲဆိုတော့ဒါကမြို့ကြီးနားမရောက်ခင်ပေါ့နော်ဟုတ်တယ်မြို့ကြီးနားမရောက်ခင်ရောင်ငန်အထက်ပေါ့နော်ဒီရောင်ငန်လမ်းလေးရဲ့ fighter ပေါ့နော်ကားနဲ့သွားတာတည်းဆိုင်ဆိုင်ကယ်နဲ့အုပ်စုလိုက်သွားတာတို့ဆိုင်ကယ်နဲ့သွားတာတို့ဆိုရင်ပို့ပြီးရောင်ငန်လမ်းရဲ့ fight ကိုရရတယ်ပေါ့နော် ဟိုခန်းစားလို့ကောင်းတယ်ပေါ့နော်အဲ့ဒါကြောင့်ညီမကတော့အခုပန်းခင်းထဲမှာဝင်ပြီးတော့တက်ပုံရိုက်လိုက်ပါအောင်မယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံတွေ့ပါအောင်မယ်နောက်ထပ်ညီမတို့ပင်လောင်းကိုဆက်သွားမယ်ဗီဒီယိုမှာဆက်ပြီးတော့ episode 2မှာဆက်ပြီးတော့ဆုံတွေ့ကြပါမယ်တာတာ